အဲ့ဒါဝေဒာလီမျိုးရဲ့အပြင်ဘက်ရောက်တဲ့အခါမှာရှင်အနန္ဒာကိုအနန္ဒာဟောဒီဝေဒာလီပြည်ဟာအလွန်မှမွေ့လျော်ပဲကောင်းတယ်အဲ့ဒါမြတ်စွာဘုရားရှင်မြောင်ကြီးများလို့ပဲတဲ့တကူလုံးလှဲ့ပြီးတော့ဝေဒာလီပြည်ကိုနောက်ဆုံးကြည့်တယ်အဲ့ဒါလေးလည်းမှတ်တမ်းတင်ထားတယ်နော်ဒါဟာငါဝေဒာလီပြည်ကိုနောက်ဆုံးကြည့်ခြင်းပဲ ဲ့ဒါနဲ့မြတ်စွာဘုရားဆက်ကြွသွားပြီးတော့မဟာပရိသတ်၄ပါးဟောတယ်။အဲ့ဒါလေးဘုန်းကြီးတို့အကျဲမပြောတော့ဘူး။အဲ့ဒါနဲ့ဘယ်ရောက်သွားတော့ဆိုတော့ပါဝါပြည်တဲ့။ပါဝါပြည်မှာစုံနာရွှေပရိန်လေ။အဲ့ဒီစုံနာရွှေပရိန်လေရဲ့တရက်ဥယျာဉ်မှာမြတ်စွာဘုရားတရင်သုံး။အဲ့လိုစုံနာရွှေပရိန်လေရဲ့တရက်ဥယျာဉ်မှာတရင်သုံးတယ်ဆိုတာကိုအဲ့ဒီစုံနာကြားတဲ့အခါဝမ်းမြောက်ဝမ်းသာနဲ့မြတ်စွာဘုရားကြီးရောက်လာပြီးတော့မနေ့ပြန် ရဟန်းတန်ခါလည်းတကွသူ့အိမ်ကိုစွန့်ဖုံးပြီးကြွဖို့အဲ့ဒါပြန်အဲ့ဒီမှာဘုန်းကြီးတို့ဘုရားဘာသာဝင်တွေအလုံးသိကြတယ်ဒုက္ကရမတ္တဝဝက်ပြူသားဟင်းအဲ့ဒီမှာချက်ပြီးတော့မြတ်စွာဘုရားကတ်အဲ့ဒါမြတ်စွာဘုရားနောက်ဆုံးဖုံးပေးမယ်ဆွမ်းလို့ဒီလိုပြောရမယ် အဲ့မြတ်စွာဘုရားကအဲ့ဒီစွန်းကတ်တဲ့အခါမှာဒီတုက္ကရမတ္တဝါကိုငါဖရာတဘာတဲကိုပဲကတ်ကျန်တဲ့ဘယ်ယဟန်တန်ဃာကိုမှမကတ်နဲ့ကျန်တဲ့ယဟန်တန်ဃာကိုကျန်တဲ့အာဟာရဘောဇဉ်ကိုပဲကတ်ဘာဖြစ်လို့ဆိုတော့မြတ်စွာဘုရားနောက်ဆုံးဖုံးပေးမိစွန်းဆိုပြီးတော့နတ်တွေကနတ်ဩဇာတွေပါလိထည့်တာတာမန်လူတွေစားရင်ဘယ်လိုမှအစာမကျေနိုင်ဘူး အရာမြတ်စွာဘုရားအဲ့ဒီစွန်းကိုဖုံးပေးပြီးတဲ့နောက်မှာကြံနေတဲ့အဲ့ဒီစွန်းဟင်းတွေကိုစုံနာကိုခေါ်ပြီးတော့ဒီသူကရမတ်တဝစွန်းဟင်းတွေကိုမြေကြီးတဲကိုတွန်းတုပြီးတော့မြုပ်လိုက်လို့အဲ့လိုမြတ်စွာဘုရားခိုင်နေတယ်ဒါလေးကထူးခြားချက်ပါနော်နောက်တချို့ကလည်းပဲမြတ်စွာဘုရားကိုခုနောက်ပိုင်းတချို့ပုံကိုယ်တွေကလည်းပဲအလုံးစုံကိုတည်တဲ့တပ်ပညုတဉာဏ်ကိုရတယ်လဲပြောသေးတယ် ဒီဝတ္တဟင်းတွေစားပြီးတော့မြတ်စွာဘုရားဝန်တော်လာပြီးတော့ပဋိနိဗ္ဗာန်စားရတယ်လို့သူတို့ကမဟုတ်တန်တရားအမြင်မှားပြီးတော့နားလည်မှုလွဲပြီးတော့မြတ်စွာဘုရားကိုဝန်တော်လာမှာကိုသိရင်ဘာလို့ဒီဝတ္တဟင်းတွေကိုစားရသလဲလို့အပြစ်တင်ကြတာရှိတယ်အမှန်ကအဲ့လိုမဟုတ်ဘူးအဲ့ဒီစွမ်းဟင်းကြောင့်အဲ့ဒီဝတ္တဟင်းကြောင့်မြတ်စွာဘုရားအားရှိလို့ခံနိုင်ရှိတယ်အဲ့ဒီဝတ္တဟင်းကြောင့်ဝန်တော်လာရတာလည်းမဟုတ်ဘူး ောက်တစ်ချိန်မှာမြတ်စွာဘုရားကစုံနာကိုငါကလိုက်တဲ့စွမ်းရင်တွေဖိုးပေးပြီးတော့မြတ်စွာဘုရားဝန်တော်လာရတယ်ဆိုတဲ့အတွေ့နဲ့စိတ်မချမ်းမသာဖြစ်မှာဆိုလို့ရှင်အနန္ဒာကိုတော်မြတ်စွာဘုရားတတိတန်စုံနာကိုပြောရေးစိတ်မကောင်းမဖြစ်ရင်နဲ့သူ့စွမ်းကြောင့်ဝန်တော်လာရတာမဟုတ်ဘူးဒီမြတ်စွာဘုရားလက်ထက်တော်ခါမြတ်စွာဘုရားကိုစွန့်လှူဒန်းကြတဲ့အလှူတွေထဲမှာ ဒံဘုအမြင့်မားဆုံးစွန့်အလှဒါနာနှမျိုးရှိတယ်အဲ့ဒါကမြတ်စွာဘုရားဒီဘုရားဖြစ်ခါနေမှာသူဇာတာဆက်ကလှူဒန်းတဲ့စွန့်အဲ့ဒီစွန့်ကိုဖုံးမေးသုံးဆောင်ပြီးတော့မြတ်စွာဘုရားကိလေသာပြိဋိဘံစံတယ်ဘုရားဖြစ်တယ်နော်ခုဆုံးနာဆက်ကလှူဒန်းတဲ့ဒုက္ခရမတဝဒီစွန့်ရင်ကိုဖုံးမေးသုံးဆောင်ပြီးတော့မြတ်စွာဘုရားခန္ဓာပြိဋိဘံစံအဲ့တော့ဒီ စွမ်းနှစ်နှစ်ဒီစွမ်းအလှနှစ်ခုဟာတူမျှတဲ့အကျိုးကြီးဆိုရှိတယ်။အဲ့ဒါစုံနာကိုစိတ်မကောင်းမဖြစ်ဖို့သေသေးချာချာမြတ်စွာဘုရားပြောဖို့ဒီစွမ်းဟာအကျိုးအန္တရာယ်အလွန်မှကြီးတယ်ဆိုတဲ့အကြောင်းကိုရှင်အနန္ဒာကိုမြတ်စွာဘုရားဟောခဲ့တာရှိတယ်။အဲ့ဒီပရိနိဗ္ဗာန်မစံခင်လေးမှာပဲအဲ့ဒီအကြောင်းအရာကိုပြောတာ။အဲ့ဒါဒုက္ခရမတ္တဝါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့။အဲ့ဒါနဲ့မြတ်စွာဘုရား ဒီတရဥယျံမှာဒီသူကရမတ္တဝဆွမ်းကိုဖုံးပေးပြီးတော့ပိတ်မကြခင်မှာပဲအလွန်ပြင်းထန်တဲ့ယောဂဝေဒနာသွေးဝမ်းသွန်တဲ့ယောဂစဖြစ်တယ်။အဲ့ဒါမြတ်စွာဘုရားဘေဟုခရိယဥတီရာတော်ဆိုတော့ဒီပရိနိဗ္ဗာန်စံမဲ့ဥတီနာယုံမလာမင်းတို့ရဲ့အင်ဂျင်စုံကြီးကိုဥတီပြီးတော့ကြွနေတဲ့ခရီးစဉ် တတ္တဝါလည်းပဲ80သွေးကလည်းသွေးဝန်းသွန်တဲ့ယောဂါကလည်းဖြစ်နေတယ်ဆိုတော့အလွန်မှမြတ်စွာဘုရားအာနေပင်မန်းအာမန်ပုဂ္ဂိုလ်ဆိုရင်ဘလို့မှမခံနိုင်ဘူးပေါ့နော်အဲ့ဒါတဏှာနဲ့တဏှာခဏခဏပါပဲလေဘုန်းကြီးအဲ့ဒီတုတ်တံကိုကြည်တယ်အာနန္ဒာငါပင်မန်းတယ်ခဏထိုင်ကြအောင်မယ်ခဏနားကြအောင်မယ်ခဏလျောင်းဆက်အောင်မယ်လို့အဲ့လိုပြောတာလေးတွေမကြမကြတွေ့ရတယ် ေးကုသိနာယုံမရောက်ခင်ပေါ့နော်အဲ့ဒါနဲ့ရှေ့ဆက်ပြီးတော့လာတဲ့အခါမြတ်စွာဘုရားရေစာတော်မူတဲ့အတွက်ကြောင့်ရှင်အနန္ဒာကိုသွားရေသွားရှာကြည့်တချောင်းလေးစီးနေတာရှိဒါမဲ့ဖြစ်ကျင်တော့လဲ900ကကုံတွေတွေရဲ့လဲ900အဲ့ဒီချောင်းလေးကိုလောလောဆယ်ဖြတ်ထားလို့ချောင်းရည်တွေနောက်တယ်အဲ့ဒါကိုမြတ်စွာဘုရားကရေသွားခတ်ချေငါရေတောက်မယ်ဆိုတော့ ရှင်အနန္ဒကမြတ်စွာဘုရားခဏစောင့်ပါတိတ်မကြခင်မှာကကုရာမြစ်ကိုရောက်မယ်ပေါ့ဒါဟိုဘန္နာမှာကကုရာမြစ်ရှိတယ်အဲ့ဒီကကုရာမြစ်ရောက်လို့ရှင်မြတ်စွာဘုရားကြည်လင်တဲ့အေဂျန်တဲ့ရေကိုတော့ဖုံးပေးတုံးဆောင်ရလိမ့်မယ်ချိုးလဲချိုးရလိမ့်မယ်ဒါကြောင့်အခုခဏစောင့်ပါနှစ်ကြိမ်မြောက်မြတ်စွာဘုရားတိုက်တွန်းတယ်အနန္ဒသွားရေသွားခတ်ချင်နှစ်ကြိမ်မြောက်ရှင်အနန္ဒကတောင်းပါတော့၃ချိန်မြောက်မြတ်စွာဘုရားရေခတ်ခိုင်းတဲ့အချိန်မှာရှင်အနန္ဒကလည်းပဲတပိတ်ကလေးပိုက်ပြီးတော့ တတိကလေးယူပြီးတော့ရေးသွားခတ်တယ်အဲ့ဒါနဲ့ဒီရေနောက်နေတဲ့နေရာကိုရောက်သွားတဲ့ချိန်မှာအံ့ဩစရာရေးခတ်မယ်လို့လှုပ်လိုက်တာနဲ့အဲ့ဒီရေတွေအကုန်လုံးကြည်လင်သွားတယ်အဲ့ဒါရှန်နနာတပါးတဲ့အံ့ဩတယ်ဩမြတ်စွာဘုရားရဲ့ဘုံတကိုးတော်ဟာအလွန်မှကြီးမားတယ်ဒါရေလေးခတ်ပြီးတော့ပြန်လာရင်လည်းမြတ်စွာဘုရားကိုလည်းအဲ့ဒီကြောင့်သူလျှောက်တယ်ဒါမြတ်စွာဘုရားအဲ့ဒီရေကိုပုံပေးသုံးဆောင်အဲ့ဒါကိုအကြီးကြီးတော်ဆက်တာလေ စာရှိသဖြင့်ဗုဒ္ဓဘာသာဝင်တွေမှတ်ထားကြတယ်ပေါ့နော်